မင်္ဂလာပါခိုင်ရဝိုင်ပေါက်ကက်အစစင်ကနေယူဆိုလိုက်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းအတွင်ဖြစ်ပျက်နေတဲ့တည်င်းအချက်လက်တွေနဲ့ဒေတာခန်တွင်ရဲ့အတန်တွေကိုအပတ်စဉ်နားဆင်နိုင်မဲ့ပေါက်ကက်အစစင်ဖြစ်ပါတယ် ီတစ်ခေါက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းပြည်ထရနယ်ရွာငံမြို့နယ်ဖက်က ဖြစ်ပွားခဲ့တဲ့လူခွင့်ရေးချုပ်ပေါင်းမှုချင်းတွေအကြောင်းအရာတွေကိုပြပြသွားပါမယ်။ဒီအကြောင်းအရာတွေကို ပြောပြပေးဖို့ကျွန်မနဲ့အတူအောင်ဖြိုးကိုဖိတ်ခေါ်ထားပါတယ်။ ချမ်းမြင့်တဲ့တောင်ပိုင်းတနုဒေတာရွာငံမြို့နယ်မှာရှိတဲ့ဂျေးဝါချူရီမှာ2022ခုနှစ်ကနေစပြီးတော့စစ်ကော်မရှင်နဲ့စစ်ကော်မရှင်လက်အောက်ခံပြည်စောတိအဖွဲ့ဝင်တွေကခေါင်းစည်းအမျိုးမျိုးတက်ပြီးတော့ဂျေးဝါဒေတာခံတွေကိုမတရားငွေကြေးကောက်ခံတာတွေလောက်ဆောင်နေကြတယ်လို့ဂျေးဝါမှာရှိတဲ့ဂါချောဆွဲတာတွေဂျေးရွာတွင်အိမ်တွေကိုဝယ်ရောက်စားပွေပြီးပစ္စည်းမွေနောက်ဖြစ်စည်းတည်ယူနေတာတွေလောက်ဆောင်နေကြပါတယ်။ ဒီ600အသေးစိတ်ကိုခိုင်ဝဲအနေနဲ့အရင် podcast တွေမှာတင်ဆက်ထားပြီးဖြစ်ပါတယ် ဒီကနေ့ podcast မှာတော့သူတို့ရဲ့မတရားငွေကြေးကောက်ခံမှုနဲ့ပတ်သက်ပြီးရှမ်းမြင့်နယ်တောင်ပိုင်းရွာငံမြို့နယ်ဒီမကာပင်းညာမြို့နယ်ရဲ့လက်ရှိမှာဘလို့ခြေနေတွေကြုံတွေ့နေရလဲဘလို့ခက်ခဲတွေရှိနေလဲဆိုတာအပါဝင် ရွာငံမြို့နယ်မှာဖြစ်နေတဲ့စစ်ကောင်ရှင်တရဲ့စစ်ကြောင်းထုံးမှုခြေနေနဲ့စစ်ကြောင်းထုံးမှုကြောင့်စစ်ပေးဆောင်နေရတဲ့ပြည်သူတွေရဲ့နောက်ဆက်တွဲခြေနေတွေကိုနားထောင်ရမှာဖြစ်ပါတယ်။ ဒီလိုမတရားငွေကြေးကခတ်မှုနဲ့ပတ်သက်ပြီးနောက်ဆုံးရရှိထားတဲ့ဒေတာအခြေအနေကတော့ရှမ်းပြည်နယ်တောင်ပိုင်းဘင်းနယာမြို့နယ်မှာရှိတဲ့အချို့ကျေးရွာတွေမှာအရွယ်ရောက်ပြီးလူငယ်တွေကစစ်ကော်မရှင်နဲ့စစ်ကော်မရှင်လက်အောက်ခံပြစောထီအမိန်အရာစစ်မှုထမ်းဖို့မဖြစ်မနေမဲနိုင်ရပါတယ်။မဲနိုင်ပြီးမဲပေါတဲ့လူငယ်တွေအနေနဲ့စစ်မှုမထမ်းချင်ဘူးဆိုရင်စစ်မှုထမ်းလူအစားထိုးခေါ်ယူဖို့ပတ်စံထည့်ပေးနေရပါတယ်။အရင်ဆဆထဲတဲ့အချိန်တုန်းကတအိမ်ကိုတပေါင်းခွဲကနေ နှစ်တောင်းအထိပေးခဲ့ရပြီးတော့ခြုံလာကိုတစ်ချိန်ကောက်ခံနေတာမျိုးရှိပါတယ်အခုဒီစက်တင်ဘာလမှာတော့တစ်ချိန်ကို7000ကျပ်ထိထည့်ပေးနေရပါတယ်စစ်ကော်မရှင်နဲ့စစ်ကော်မရှင်လက်အောက်ခံဘူစောထီတွေရဲ့မတရားကောက်ယူတဲ့အခွန်တွေက ပြင်းပြပမာဏတွေ့ကြည့်မယ်ဆိုရင်တစ်နှစ်ကိုကျပ်ငွေနှစ်သိန်းနဲ့၃သိန်းအထိရှိပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဗီနီယာမျိုးနဲ့ဒေတာခံအမျိုးသမီးတူကအခုလိုပြောပြထားပါတယ် ကျမတို့ရွာကပြီးခဲ့တဲ့နှစ်ဝါဆိုလကနဲ့စားထေရပြီးတော့ဒီနှစ်စက်တမလအထိပေးနေရတယ်။ရွာအုပ်ချုပ်ရေးမိုးပိုင်းကလူတချို့ခေါ်ပြီးတော့စစ်မှုထမ်းအရွယ်ပါတဲ့သူတွေကိုမဲနိုင်ခိုင်းနေ။မဲပေါက်လို့မသွားချင်ဘူးဆိုရင်လူငှားဖို့အတွက်ပတ်စံထေရမယ်လို့ပြောတယ်။ရွာကအုပ်ချုပ်ရေးအပိုင်းမှာပါတဲ့သူတွေကပဲအဓိကကောက်ပေးတယ်ဆိုပါတော့မဲပေါက်တဲ့သူအတွက်ကိုစားသွားပေးဖို့ဘသူကိုမှားလိုက်တယ်ဆိုတာမျိုးတော့မသိရဘူး။ ဒေတာကနဲ့မိဘတွေကသူတို့သားတွေကိုစစ်မှုထမ်းသွားဖို့မလွတ်လပ်ရရင်ပြီးရောဆိုပြီးတော့မရှိရှိတာရှာကြံပြီးတော့ပတ်စံထည့်ပြီးကြတယ်။အစည်းအဝေးမှာသူတို့ပြောလာကစစ်မှုထမ်းရတာကနိုင်ငံတော်လုံခြုံရေးနဲ့ကိုယ့်ရက်ရွာဒေတာလုံခြုံရေးအတွက်ဖြစ်တယ်ဆိုပြီးပြောပေမဲ့တကယ်တမ်းရက်ရွာလုံခြုံရေးအတွက်လောက်ပေးနေရလဲမရှိဘူး။အခုဆိုလဲစာဝတ်နေရေးကစက်တဲနေပါတယ်ဆိုမင်းမလာတဲ့ညတွေဆိုတကိုးဒီအရန်တောင်းကျန်းလို့ တခိုးရန်ကလည်းကြောက်ရသေးတယ်။ဆိုတော့ကဇီးပွားရေးပညာရေးကျန်းမာရေးအစစအကုန်ခတ်ထဲပေမဲ့ပတ်စံကောက်တဲ့ခါဆိုမိသားစုအလတ်ရုံးကန်ပြီးပေးနေကြပြီမယ်လေအခုလိုရက်ရွာလုံးကြုံရင်းမှာတော့တေချာတော်ဝမယူနိုင်တော့ရွာသားတွေကအခိုးခံရတဲ့ပစ္စည်းတွေပြန်ပြန်ဝယ်နေရတာမျိုးဖြစ်နေတော့စူဆောင်းမိတာတွေတောင်မရှိတော့အထီတော်တော်ခက်ခဲလေ ုတ်ကဲ့ပါအောင်ပြုရေကျမဘက်ကရရှိထားတဲ့စစ်ကော်မရှင်နဲ့စစ်ကော်မရှင်လက်အောက်ခံပြည်စောတီတို့ကနေဒေတာခံတွေအပေါ်ကိုမတရားငွေကောက်ခံတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောပြချင်တာကတော့ဒီလောက်ပဲရှိတယ်ပေါ့နော်။အောင်ပြုအနေနဲ့ကဘာအကြောင်းအရာတွေကိုပြောပြပေးသွားမလဲ။ဟုတ်ကဲ့ကျွန်တော်အနေနဲ့ပြောပြချင်တဲ့အကြောင်းအရာကတော့ရပ်ပြည်နယ်တောင်ပိုင်းကလောအခြေဆိုင်တမ99ဘူဟာစစ်ကြောင်းခြေအနေနဲ့ ရွာငါမြို့နယ်ပြူစောတီဖွဲ့တဲ့ကရွာငါမြို့ထဲမှာရှိတဲ့ရွာတွေကိုတရွာပြီးတရွာဝေရောက်တတ်ဆွဲပြီးတော့ခြေရွာတွေတတ်ခံတွေကိုဖန်စီမေးမြန်းတာရန်နဲ့တာတွေလောက်ဆောင်နေတာနဲ့ခြေရွာပြည်သူတွေကိုလူတောက်ကုတ်တဲ့ဆောက်ခွေပိတ်ပေးတာတွေအပြစ်ထွက်ခွင့်မပြုတာတွေဖောက်တွေကိုစစ်ဆေးတာတွေမတေကာသူတွေကိုဖန်စီနေဆက်တာတွေလောက်ဆောင်နေတယ်လို့ဒေတာခန့်တွေစီကနေကြားသိရတယ်။ ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလအတွင်းမှာပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့စစ်ကော်မရှင်နဲ့စစ်ကော်မရှင်လက်အောက်ခံပြည်စော်ထီကအခြေအနေအရကြော်ရှိတဲ့မင်းပလာရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်ကြောင့်ဒေသခံပြည်သူ900ကျော်အိုမဲအိမ်မဲဖြစ်ပြီးတောတောင်နေရာတွေမှာပဲဆစ်ရှောက်ပြီးတော့ဖြစ်တယ်လို့နေခဲ့ရတယ်။ဒီနေ့စက်တင်ဘာလအတွင်းမင်းပလာရွာနဲ့ကြောက်တော်ရွာမှာရှိတဲ့ကျွာသားတွေက တော်ထဲမှာယာယီနေထိုင်ဖို့စောက်ထားတဲ့မိုးကတဲတွေကိုမီရှုခဲ့တယ်လို့အဲ့ဒီကျေးရွာတွေမှာလည်းအင်အား300ကျော်နဲ့ဆက်လက်တပ်ဆွဲနေတယ်အခုဆိုရင်စစ်ကော်မရှင်ရဲ့ကလောတပ်တွေမှကပဲမိထီလာတာစီဖက်ကပါတောတောက်ထဲကနေစစ်ကြောထိုးတက်လာတဲ့အခြေအနေဖြစ်ပါတယ်အဲ့ဒါကြောင့်ရွာသားတွေကအခုရှောင်နေတဲ့နေရာကနေအခြားနေရာကိုပျောက်ရွှေ့နေထိုင်ရတဲ့မျိုးဖြစ်ပြီးတော့အစီပီတလို့မိသားစုအလိုက်ပေါ်ရှောင်နေရတာဖြစ်တယ် ကြောက်တော်ရွာကစစ်ဘေးရှောင်စခန်းတစ်ခုဟာဆိုရင်တောင်ပြိုမြို့အတွင်းမှာနင်းမြုပ်သွားပြီးတော့ကလေးတော်ဦးအပါဝင်စစ်ဘေးရှောင်စေဦးတည်ဆောက်ခဲ့ရတယ်လို့လည်းကြားသိရတယ်စစ်ကြောင်ထိုးလာတဲ့စစ်ကော်မရှင်တပ်ကနေမီရှင်းလေးရာမှာစစ်ဘေးရှောင်မိသားစုနှစုကနေပုတ်ခိုနေတဲ့လိုက်ကောက်တစ်ခုကိုတွေ့ပြီးတော့အမီတာစုနှစုကိုပါဖမ်းခေါ်သွားခဲ့ပါတယ်မိသားစုနှစုမှာကြာတော်ဦးမတော်ဦးပါပြီးတော့ဧည့်သည်မှာကိုနှစ်အရွယ်သမီးတစ်ယောက်နဲ့ နစနနှစ်အရွယ်တာရော့ဂျာလီတယောက်လဲပါတယ်ဆိုတဲ့အကြောင်းကိုဒေတာခန်တဲ့စီကန်းနေရောမဲခေါ်တဲ့ဌာနမှာရောစတိပါလာ24ရက်နေ့ကဖော်ပြထားတာကိုတွေ့ရတယ်။ဒါကတော့ကျွန်တော်ဒေတာခန်တဲ့စီကန်းနေကြာတိထားပြီးတော့ပြန်ပြောပြပေးခြင်းတယ်လက်ရှိအခြေအနေထိဖြစ်နေတဲ့ရွာငါမြို့နယ်ကစစ်ကော်မရှင်တပ်ရဲ့စစ်ကြောထိုးတဲ့အခြေအနေနဲ့စစ်ရှောက်တွေရဲ့စစ်ကြောထိုးပြီးနောက်ဆက်တွဲအခြေအနေတွေပဲဖြစ်ပါတယ်။ ဒေသခံကနေပြောပြတဲ့ရှမ်းပြည်နယ်တောင်ပိုင်းပင်လယ်နဲ့ရွာငံမြို့နယ်တွေမှာဖြစ်ပျက်နေတဲ့လူခွင့်ရေးချိုးဖောက်မှုခြေနေတွေနဲ့ရွာငံမြို့နယ်မှာစစ်ကောင်ရှင်တပ်ကစစ်ကြောင်းထိုးနေတဲ့ခြေနေတွေကိုခါရီဝင်းမှပြန်လည်ပြောပြပေးတာဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ဒေသတွင်းမှာဖြစ်ပျက်နေတဲ့လူခွင့်ရေးချိုးဖောက်မှုခြေနေနဲ့လူငယ်တွေရဲ့အသံတွေကိုဖော်ထုတ်ခြင်းနဲ့ဆိုရင်ခါရီဝင်းရဲ့သက်ဆိုင်ရာမီဒီယာ channel ချက်ပေါက်တွေမှာလုံးချုံစိတ်ချစွာတရင်ပေးဖို့နိုင်ပါတယ်။ အခုနားဆင်နေခဲ့ရတဲ့အကြောင်းအရာတွေကိုကျမတို့ခိုင်ဝိုင်ကနေတင်ဆက်နေတာပါခိုင်ဝိုင်ပေါက်ကအစစင်တွေကို Facebook YouTube TikTok နဲ့ Telegram Channel တို့မှာအပတ်စဉ်တိုင်းနားဆင်နိုင်ပါတယ်နောက်ပေါက်ကတွေမှာပြန်ဆောင်ကြရအောင်ရှင်ကျမ Agree ပါ